်မင်္ဂလာပါမစ်ချနာတဒင်းချန်နယ်ရဲ့ဇွန်လ၄ရက်နေ့ရေဒီယိုအစီအစဉ်ကိုတင်ဆက်ပေးပါမှာဖြစ်ပါတယ်စစ်ကောင်စီရဲ့အခြေခံပညာရေးကျောင်းသားကျောင်းသူအရင်နှစ်ကထက်၃သိန်းခွဲကျော်ညွှန်နေသွားပါတယ်မြန်မာနိုင်ငံကငရင်ဘေးတင်ပြည်သူတေတသမတတန်းကိုအဓိကထားအကူအညီပေးအပ်ဖို့ရည်ရထားတဲ့ငရင်အရေးပေါ်ကူညီရေးအစီအစဉ်အတွက်တောင်းခံထားတဲ့ကန်ဒေါ်လာ295တန်ထဲကကန်ဒေါ်လာ63.3တန်ပဲလက်ခံရရှိသေးတယ်လို့ UNO ချာကထုတ်ပြန်ထားပါတယ် KIA တပ်ဖွဲ့တွေနေရာယူထားတဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီကနှစ်ပတ်အတွင်းအကြိမ်240ကျော်ပုံချဲတိုက်ခိုက်ခဲ့ပါတယ်။စားတဲ့တဲ့တင်တွေကိုတင်ဆက်ပေးပါပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဇောက်ဆိုင်ဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ကကျောင်းတွေမှာတက်တက်ကျောင်းသားကျောင်းသူဦးရေဟာအရင်နှစ်ကထက်3သိန်းခွဲကျော်ညော့နေသွားတယ်လို့စစ်ကောင်စီထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါဗျ။ Tracer တင်ဆက်ပေးပါပါ။ အရင်နှစ်2024ခုနှစ်တုန်းကတော့အခြေခံပညာကျောင်းသူကျောင်းသားဦးရေ6တန်းနဲ့3သိန်းကျော်ရှိခဲ့တာဖြစ်ပြီးအဲ့ဒီစီးဟာအခြေခံပညာကျောင်းတွေကိုပိုင်ကျောင်းတွေနဲ့ဘုံတော်ကြီးတင်ပညာရေးကျောင်းစုစုပေါင်းကအရေးအတွက်ဖြစ်ပါတယ်။အခုနှစ်2025မှာတော့အခြေခံပညာကျောင်းသူကျောင်းသားဦးရေ6တန်းကျော်ရှိတယ်လို့စစ်ကောင်စီကဒီနေ့ထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။ ဒါကြောင့်မနစ်ကချက်ចောင်းသူចောင်းတော်ဦးရဲ့ဟာ36,3536ရောက်ရွံ့နေသွားတာဖြစ်ပြီးစစ်ကောင်စီကတော့ចောင်းအနောက်ကြတဲ့သူတွေကိုဆက်လက်ခံပေးနေတယ်လို့ဆိုပါတယ်လရှိအချိန်မှာတော့စစ်ကောင်စီဟာတွလိုင်းအင်အားစုတွေရဲ့တိုက်ခိုက်သိမ်းပိုင်မှုကြောင့်မြို့ရွာတွေကိုတဖြည်းဖြည်းဆုံးရှုံးနေရလေဖြစ်ပါတယ်။ စစ်ကောင်စီမှအုပ်ချုပ်နိုင်တဲ့ဒေသတွေမှာတော့တော်လိုင်းအင်အားစုတွေကအကြောင်းတွေဖွင့်ပြီးစတင်ကြမှုတွေပြုလုပ်နေပေမဲ့စစ်ကောင်စီကအဲ့ဒီအကြောင်းတွေကိုပြင်မှတ်ချပြီးဖုံးကျဲတိုက်ခိုက်တာတွေကိုဆက်တိုက်ပြုလုပ်နေတာပါ။ဒါကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့သူတို့လက်အောက်ကအကြောင်းတွေကိုအခုနှစ်မေလ25ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိပိတ်ချဖို့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကလက်မှတ်ကြိုးထုတ်ပြန်ချပါတယ်။ အန်ယူဂျီရဲ့ထုတ်ပြန်ထားချက်အရတော့စကိုင်းငလင်အပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မေလ30ရက်နေ့အထိတေဆုံးသူ462ယောက်နဲ့တန်ရာရသူ884ယောက်ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီအချိန်မှာတော့အသက်16နှစ်အရွယ်ကလေးတွေတေဆုံးမှုဟာ82ယောက်ရှိနေပြီးတန်ရာရသူကလေးတွေကတော့182ယောက်ရှိနေပါတယ်။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 1113ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မြန်မာနိုင်ငံကငရင်ဘေးသင်းပြည်သူတည်တမတတန်းကိုအဓိကထားအကူအညီပေးအပ်ဖို့ရည်ရွယ်ထားတဲ့ငရင်အရေးပေါ်ကူညီအစီအစဉ်အတွက်တောင်းခံထားတဲ့ကန်ဒေါ်လာ195တန်ထဲကကန်ဒေါ်လာ63.8တန်ပဲလက်ခံရရှိသေးတယ်လို့ UNO ချာကထုတ်ပြန်ထားပါတယ်။ကိုရှိုင်းရတင်ဆက်ပေးမှာပါ။ အဲ့ဒီကူညီငွေဖြစ်တဲ့ American Dollar 295တန်းကိုကုလသမဂ္ဂနဲ့မိဘအဖွဲ့အစည်းတွေဟာလွန်ခဲ့တဲ့ April 17ရက်နေ့ကငလင်တန်းခံခဲ့ရတဲ့လူတစ်တဒမတန်းစီအရေးပေါ်အကူအညီနဲ့2025ခုနှစ်လူသားချင်းစာနာမှုလိုအပ်ချက်နဲ့တုံ့ပြန်ရေးစီမံချက်အတွက်ထပ်တိုးပေးလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖျားပြင်းငရင်ကြီးလှုပ်ခတ်ခဲ့ပြီးနလကျော်အကြာမှာငရင်ပေးတင်မိသားစုတွေဟာနေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်ရေးအတွက်လက်တလုံးမှအခက်အခဲတွေကိုရင်ဆိုင်ရင်းပြန်လည်ထူထောင်ရေးတွေမှာဆက်လက်ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။မလေးတိုင်းနဲ့စကိုင်းတိုင်းကနေရဲဆုံးကွာတိန့်ရှောင်နေရတဲ့ပြည်သူထောင်ပေါင်းများစွာဟာလူထုတက်ပြီးလုံခြုံမှုနည်းတဲ့ယာယီခေလုံရနေရာတွေမှာဆက်လက်နေထိုင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီယာယီစကန်တွေကလည်းပြင်းထန်တဲ့ယာတွေဥဒုတန်ကိုကြံ့ကြံ့ခံဖို့အစိမ့်မချရတဲ့အပြင်မဟုကြလာတာနဲ့အမြဲဘေးတန်ခံရသူတွေအတွက်တဘာဝဘေးအန္တရာယ်တွေဟာပုံပုံများပြားလာနေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်ယာယီစကန်နေရာတွေနဲ့ပြန်လည်အခြေချရနေရာတွေမှာတောက်သုံးရေပဝန်းကျင်တန်ရှင်မှုနဲ့ရေစိုးထုတ်စနစ်တွေလုံလောက်အောင်မြင်ခြင်းမရှိတာကြောင့်ဝမ်ပြဝမ်ရှော့ယောဂာနဲ့အရေပြယောဂာတွေဖြစ်ပွားလျက်ရှိပြီးတန်ရှိမှုအားနဲ့တာကြောက်လဲကျမရင်အန်ဒီရီတိုးပွားလာနေတယ်လို့ဆိုပါရစေ။ ရမုံငွေအခက်ခဲတွေကြားကနေကုလသမဂ္ဂနဲ့မိဖအဖွဲ့တွေဟာစာနယ်ရိက္ခာကျမကြီးစောင့်ရှောက်မှုအမိုးအကာရေအိမ်သာနဲ့ကိုရီတန်ရှင်းရေးစတဲ့အကူအညီတွေကိုပုံမုံမြင့်တင်ပြီးအရေးပေါ်အကူအညီတွေဆက်လက်ပေးဝေရဲ့တစ်ဖက်မှာလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့လည်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငရင်ကြီးကြောင့်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ဒေသုံးသူ9000နီးပါးဒဏ်ရာရသူ1000ကျော်ရှိခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်ကအေတပ်ဖွဲ့တွေနေရာယူထားတဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီကတည်င်းနှစ်ပတ်အတွင်းလေကြောင်းကနေအကြိမ်240ကျော်ပုံချဲတိုက်ခိုက်ခဲ့လို့ KIO KIA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့ဖော်ပြထားချက်တွေအရာသိရပါတယ်ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်တပတ်တာအတွင်း Y12 လေယာဉ်နဲ့42ကြိမ် Jet Fighter နဲ့9ကြိမ် Drone ပုံအကြိမ်80ကျော်လက်နက်ကြီး192ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဖော်ပြထားတာပါ ဒါအပြင်မေလာတတရာဖတ်အတွင်းမှာလည်း KA တပ်ဖွဲ့တွေနေရာယူထားတဲ့အနီးတစ်ဝိုက် Y12 လီနဲ့69ကျင်း Jet Fighter နဲ့9ကျင်း Drone Bomb 38ကျင်းလက်နက်ကြီး84ကျင်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIO KA တဲ့တဲ့နဲ့ပြန်ကြားရေးဌာနရဲ့မေလာ25ရက်နေ့ထုတ်လွှင့်ခဲ့တဲ့ရုပ်သံသတင်းလွှာမှာဖော်ပြထားပါတယ်။ ဗမာမျိုးဘက်ကစီအခြေအနေနဲ့ပတ်သက်ပြီး KIA ပူပေါင်းတပ်တွေကနေဗမာမျိုးအတွင်းတပ်စခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အပြင်စာကာခ23တပ်စခန်းကိုဆက်လက်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေဆက်ဖြစ်တယ်လို့ထပ်မံဖော်ပြထားပါတယ်စကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ် drone လေယာဉ်တွေနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားနေ KIA ပူးပေါင်းတပ်ကစိတ်သက်ခံခိုင်မာမာနဲ့ဆက်လက်တိုက်ခိုက်နေဆက်ဖြစ်တယ်လို့လည်းဆိုထားပါဗျ မေလ20ရက်နေ့မှာတော့ဗမော်မြို့ဘက်စစ်အင်အားဆက်လက်နဲ့တည်ယူပို့ဆောင်ပေးတဲ့ရဟရင်30ဆင်းထက်နှစင်းကို KIA တပ်ပေါင်းစုကနေပြစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာဖက်ကန်ဒေတာကိုပြန်လည်စိုးမိုးနိုင်ဖို့မေလ4ရက်နေ့ကနေစပြီးမြချနာဖက်ကန်လန်ကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာပြီးမေလ29ရက်နေ့မှာဖက်ကန်မြို့ဘက်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ချက်တဲကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာ ညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေဝအောင်အဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ကိုယ်လက်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊ငွေရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ ။ဥရာယင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုပ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုယ်လုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကုညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။